အလုံးမမင်္ဂလာပါ The Great Godzilla Terror မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ် Pickup by Reading ကတော့တကြံတွင်းမှာကဲနော်ရင်ခုန်ဆရာအဖြစ်ပြက်လေးတွေရှိမလားပေါ့နော်အဲ့ဒါလေးကြည့်ပေးပါမယ်နော်အဲ့တော့တကြံတွင်းမှာချစ်သူတွေ့နိုင်လားဆိုတာလေးကိုကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ပေးထားတဲ့ပုံလေးသုံးပုံတွေကနှစ်သက်ပုံလေးတစ်ပုံကိုရွေးချက်ထားပေးပါ โอเคဒါဆိုရင်ရွှေလုတ်ပြီးလောက်ပြီးထင်ပါတယ်အဲ့တော့ထုံးစံနိုင်မယ်ဈေးညပေးပါမယ် Facebook ကနေ Terra မင်းမြန်လို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလာအောင်မြင်ပြလို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုခြင်းနဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော် YouTube video တိုင်းရဲ့အောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်ကိုထည့်ပေးထားပါတယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ အတာအိုးလေးကိုရေးထားတဲ့ဖိုင်ဝမ်လေးတွေအတွက်ကြည့်ပေးပါမယ်။ โอเคเนาะเออไฟ1เลတွေตะจันတွင်းมาฉิตุတွေ့နိုင်ล่ะဆိုရင် တွေ့နိုင်ပါတယ်เนาะတွေ့နိုင်ပါတယ်ဒါပါ8 of swords တန်ကောင်းတဲ့လူလေးတွေอ่ะပေါ့เนาะဒီလိုမျိုးရင်ခုန်စရာအဖြစ်ပြက်လေးတွေတယောက်မကပေါ့เนาะအ ਨੇ ဆုံး2ယောက်လောက်ကြုံတွေ့ရတတ်တယ်ဆိုတာမျိုးလေးတွေ့ရတယ်เนาะဟုတ်တယ်เนาะ တယောက်ထပ်ပို့တော်ပေါ့နော်တယောက်ထပ်ပို့တော်အဖြစ်ပြက်မျိုးပေါ့နော်အ ਨੇ ဆုံး2ယောက်တယောက်2ယောက်ပေါ့နော်အဲ့လောက်ထိတောင်မှရှိနိုင်တယ်ဆိုတာမျိုးလေးတွေ့ရတယ်နော်အဲ့တော့ဒီမှာမြင်ရတဲ့လောက်ဆိုလို့ရှိရင်နော်ဖိုင်ဝမ်းလေးတွေတော်တော်များများကအဲ တော်တော်များများနော်တော်တော်များများကအကယ်၍ပေါ့နော်ဒီလိုမျိုးရင်ခုန်စရာအဖြစ်ပြက်မျိုးကြုံလာခဲ့မယ်ဆိုရင်နှစ်ယောက်မှာတစ်ယောက်ကလူရင်းဖြစ်နေမယ်ပေါ့နော်တိပိသားလူပေါ့နောက်တစ်ယောက်ကတော့ဇဝေးကလူတို့ပေါ့နော်လူတစ်ပေါ့အဲ့လိုပုံစံမျိုးဖြစ်နိုင်တယ်ဆိုတာမျိုးတွေ့ရတယ်နော် ဒါကလေပြောရမယ်ဆိုလို့ရှင်ဒီလူတွေကနော်ဖိုင်ဝမ်းလေးတွေတွေ့နိုင်တဲ့သူတွေကလေပြောရမယ်ဆိုလို့ရှင်ပေါ့နော်ဘယ်လိုပြောမလဲဆိုတော့ဟိုကိုကလည်းကိုဘာသာကိုပေါ့နော်အပြင်ထွက်တယ်သူကလည်းသူ့ဘာသာသူအပြင်ထွက်တယ်မတော်စားတွေးမိတယ်ဆိုတော့ပုံစံမျိုးလို့သိပြီးတော့မမြင်ရဘူးအကယ်၍ကိုနဲ့ပေါ့နော်တိထားပြီးသားမိတ်ဆွေတငယ်ချင်းအပေါင်းအသင်း ကမိတ်ဆက်ပေးလို့ပဲဖြစ်ဖြစ်ပေါ့နော်မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းနဲ့အတူတူပေါ့နော်ပါလာတာမျိုးပဲဖြစ်ဖြစ်အဲ့လိုပုံစံမျိုးလေးပါနိုင်နေဆိုတာမျိုးလေးတွေ့ရတယ်နော်အဲ့လိုမျိုးလေးပါလာရဲဒါပေါ့နော်မိတ်ဆက်ပေးလို့ပဲဖြစ်ဖြစ်ပေါ့ဒါကြောင့်တိသွားတဲ့သူတွေမှာပါတယ်ပေါ့နော်နီးဆက်ရနီးဆက်ရပေါ့နော် ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းနဲ့တိပီးသားသူပေါ့နော်အားကြောင့်မို့ကိုနဲ့ အရန်အဝေးကြီးမဟုတ်ဘူးဂျားခန်လူကကိုနဲ့ယင်းနီပိတာလူပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တယ်ဆိုတာမျိုးတွေ့ရတယ်အဲမြင်ရသလောက်ဆိုလို့ရှင်ပေါ့နော်ဒီ connection ကနည်းနည်းလေးလဲမြန်မဲ့ပုံစံမျိုးရှိတယ်ပေါ့ထင်သာတာထပ်ပို့ပြီးတော့လေအချိန်အဟုန်မြန်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နော်အဲ့တော့တစ်ဖက်လူကလည်းပေါ့နော်ဖိုင်းဝဲလေးတွေကို ဒီအချိန်ကာလအတော်အတွင်းပေါ့နော် တူတူလေးမှာတင်အာသူ့ဘက်ကနေပြီးတော့အတစ်တစ်ဖြစ်တာကနည်းနည်းလေးမြန်နေအချိန်ဟုံမြန်နေဆွဲလမ်းမှုမြန်သွားတယ်ဆိုရယ်ပုံစံမျိုးလေးကြုံတွေ့ရလိမ့်မယ်နော်အဲ့တော့ဖိုင်ဝမ်းလေးတွေကပေါ့နော်ဖိုင်ဝမ်းလေးတွေဘက်ကတော့ရီတာကြည့်ရတယ်လို့ဆိုဖိုင်ဝမ်းနေတော်တော်များများမှာတော့တချို့ကပေါ့နော်ဒီလိုမျိုးလက်မလွတ်နိုင်စရာ connection တခုရှိနေတာမျိုးလဲ ရှိနိုင်တယ်သို့မဟုတ်ပေါ့နော်စိတ်ခံစားချက်အရာပေါ့နော်အတိတ်ကစိတ်ခံစားချက်အရာအဲ့လိုမျိုးကြာနေသေးတာမျိုးလည်းတချို့မှာရှိနေနိုင်တယ်ဖိုင်ဝမ်းနေကတော့ပေါ့နော်အင်းဒီ connection မှာနည်းနည်းအရန်ကြီးပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောမလဲအလွယ်တကူယုံမပေးနိုင်ဘူးတန်တရားများနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အကိုဘကတော့အရန်ကြီးတော့စိတ်ပါနေရဲ့စိတ်ပါတဲ့ပုံစံမျိုးကိုအလွယ်တကူ ပျော်ဆင်းသွားလိမ့်မယ်မဟုတ်ဘူးဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ဖိုင်ဝမ်နေဘက်ကတော့ဖိုင်ဝမ်နေဘက်ကတော့တော်တော်လေးစဉ်းစားစဉ်းစားတဲ့ပုံစံမျိုးတော်တော်လေးပေါ့နော်ဟိုလူတွေကိုမယုံကြည်တဲ့ပုံစံမျိုးနဲ့ပြန်ပြီးဆက်ဆံမဲ့ပုံစံမျိုးလေးကိုတော့ဒီမှာမြင်ထားတယ်ဒါပေမဲ့တစ်ဖက်လူသည်ခုနပြောသလိုပေါ့နော်ထင်ထားတာအထက်ပေါ့နော်ပို့ပြီးတော့အချိန်အဟုန်ပြင်းပြင်းနဲ့ကိုယ့်ရဲ့ life ထဲကို ပြေးဝင်လာတာမျိုး ရှိလိမ့်မယ်နော်ထင်ထားတဲ့ အာထင်တာတာထပ်ပို့ပြီးတော့သူ့ဘက်ကပေါ့နော်အာကိုအပေါ်ယံလို့ထင်တဲ့ဥစ္စာကအပေါ်ယံမဟုတ်ဘဲနဲ့နည်းနည်းဒီဖြစ်တဲ့အခြေအနေကလေကိုထင်ထားတဲ့အတိုင်းအစပမာဏထက်နည်းနည်းပိုများတတ်တယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့တစ်ဖက်လူဒီကိုပေါ်မှာပေါ့နော်အဲ့လိုဆွဲလမ်းမှုဟိုထင်ထားတာထပ်ပို့ပြီးတော့ပေါ့နော်ဉာဏ်နဲ့ပြီးတော့ကြီးလိမ့်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်နော် တဖက်လူကပေါ့နော်ပြောမယ်ဆိုလို့ရှင်ဒါဖိုင်းဝမ်းလေးတွေကိုအဲပေါ့နော်ဒီတွေးလိုက်တဲ့အချိန်မှာပေါ့နော်သို့မဟုတ်ကိုနဲ့ပေါင်းသိလိုက်တဲ့အချိန်မှာရင်သူ့ဘက်ကနေပေါ့နော်ဒီမှာကတော့မြင်ရတဲ့လောက်ကတော့တဖက်လူကဖိုင်းဝမ်းလေးတွေအပေါ်မှာပေါ့နော်စပြီးတော့စိတ်ဝင်စားတယ်ဆိုတဲ့အခြေအနေကနေစပြီးတော့ပေါ့နော်အယုအပျော်အပြတ်ပုံစံမျိုးတိတ်မတွေးဘူးဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအချိန်ကာလအတော်အတွင်းလေးမှာပဲတွေ့တဲ့သူ ဖြစ်တယ်ဆိုရင်တော့ဖိုင်ဝမ်းလေးတွေဘက်ကအာမဝမ်းတာစရာတခုကဘာလဲဆိုလို့ရှင်ပေါ့เนาะဒါကဒီတကြံတွင်းมาပဲတွေ့လိုက်တာခဏလေးပေါ့เนาะပြီးွားတော့တကြံပြီးတော့ပြီးသွားมาပဲလို့အအပေါ်ရန်အပြောနဲ့ပေါ့เนาะပြောလို့ရနိုင်စရာရှိပြင်မယ်ဒါပေမဲ့တစ်ဖက်လူကပေါ့เนาะကိုကို deeply connection ဖြစ်သွားတာမျိုးပေါ့เนาะအဲ့လိုမျိုးဖြစ်သွားတာဖြစ်တဲ့အတွက်သူ့ဘက်ကနေပြီးတော့ တီတီမြဲမြဲပေါ့နော်စဉ်းစားရတယ်ပေါ့နော် stable ဖြစ်ဖြစ်စဉ်းစားရတဲ့သူမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့စိတ်ဝင်စားခြင်းခံရမဲ့သဘောတရားမှာ ရှိနေတယ်သူဘက်ကနေပြီးတော့ပေါ့နော်အဲ့တော့ကိုဘလောက်ထိပေါ့နော်လက်ခံနိုင်လဲလက်ခံနိုင်တဲ့အတိုင်းတာအထိပေါ့နော်အချိန်မြဲမြဲဆန်ဆန်နဲ့တစ်စင်မိတစ်စင်ပေါ့နော်ဒီရှေ့ဆက်တိုးလာမဲ့ပုံစံမျိုးเนาะသူ့ဘက်ကနေကန့်လှမ်းလာမဲ့ offer ပေးလာမဲ့ဆိုရယ်ပုံစံမျိုးကိုမြင်ရပါတယ် အဲ့တော့ဖိုင်းဝမ်းလေးတွေဘာကတုံ့ပြန်မှုကတော့ခုနပြောခဲ့သလိုပဲပေါ့နော်ကိုကတော့မယုံကြည်တာတို့ပေါ့နော်နောက်ပြီးတော့ဒီလို connection တခုမှာဆိုလို့ရှင်ကိုကအာကိုဘက်ကနေပြီးတော့ငါဘယ်လောက်ထိပေါ့နော်တိခန့်ပေးရမှာလဲပေါ့နော် the relationship တခု ဆိုတဲ့အရာတခုတည်မြဲဖို့ဆိုလို့ရှိရင်လည်းငါဘက်ကဘလောက်ထိပေးဆက်အောင်မှလည်းစသဖြင့်ပေါ့နော်အဲ့လိုမျိုးအတွေးတွေနဲ့တော့ကြောင်ပိမ့်မိနေတယ်ဆိုတဲ့ပုံစံမျိုးတော့ရှိလိမ့်မယ်ဒါမဲ့တစ်ဖက်လူကတော့ဖိုင်းဝမ်းလေးတွေရဲ့ခန်းစားချက်ကိုဖောက်ထွင်းပြီးတော့မြင်နိုင်တဲ့ပုံစံမျိုးတော့တိတ်မရှိဘူးပေါ့နော်သူကတော့သူလိုချင်တဲ့ဆန္ဒသူဖြစ်ချင်တဲ့ဆန္ဒသူဖြစ်ချင်တဲ့ပုံစံလေးကိုတော့ပေါ့နော် ဖိုင်းဝမ်းလေးတွေနဲ့ စပြီးတော့တိကျွမ်းတဲ့အချိန်ကနေစပြီးတော့လေမြင်မြန်ဆန်ဆန်မဲ့ကိုယ့်ရဲ့ live ထဲကို ဝင်နိုင်ဖို့အတွက်သူ့ဘက်ကကြိုးစားသွားတယ်ဆိုတော့ကြိုးစားသွားမဲ့ပုံစံနဲ့မိတ်မျိုးလေးမြင်ရတယ်ပေါ့နော်အဲ့တော့ဖိုင်ဝမ်းလေးတွေအနေနဲ့အအများကြီးအများကြီးပေါ့နော် offer ပေးခံရမယ်ကမ်းလှမ်းခံရမယ်ပုံစံမျိုးလေးဒီမှာရှိနေတယ်ဆိုတာမျိုးလေးတွေ့ရပါတယ်နော်ဒါဆိုရင်ဒါကဖိုင်ဝမ်းလေးတွေအတွက် reading ဖြစ်ပါတယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်တူးလေးတွေ nine of swords အော်ဖိုင်တူးလေးတွေအနေနဲ့ကတကြံတွင်းမှာပေါ့နော်ချစ်သူတွေ့နိုင်လားဆိုလို့ရှင်တော့တွေ့နိုင်တယ်ဒါပေမဲ့ပေါ့နော်ဒါကပေါ့နော်ဖိုင်တူးလေးတွေအတွက်တိတ်ပြီးရောပေါ့နော်ဟောဘယ်လိုပြောမလဲစိတ်ကြည်နှက်เสียဖြစ်လိမ့်မယ်အခြေအနေမျိုးတိတ်မဖြစ်နိုင်ဘူးเนาะတချို့ဆိုလို့ရှင်ဒီ connection ကအကယ်၍အချိန်ကာလတစ်ခုစာအထိပဲပေါ့နော်ခဏတာအခဏတာပေါ့နော် ဲ့လိုမျိုးဘယ်လိုပြောမလဲအပျော်ပြတ်သဘောမျိုးနည်းနည်းဆန်တဲ့ပုံစံမျိုးအဲ့လိုခဏရှင်မှာကိုကဝင်ပြီးတော့ပေါ့နော်ဆင်နှွှဲလိုက်ရတဲ့ပုံစံမျိုးလေးရှိနိုင်တယ်ပြီးွားတဲ့အခါကျတော့လေပြီးသွားတယ်ရုတ်တရက်ပေါ့နော်အဆက်အသွယ်တွေပြတ်သွားတယ်ဆိုတဲ့ပုံစံမျိုးလေးကို ရောက်ရှိတတ်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်လို့ရှင်လေဒီလူကပေါ့နော်ဒါလူလူတော့ဝင်ကင်းရှိတယ်ဒါပေမဲ့လို့ရီဒါပြောသလိုမျိုးပေါ့နော်ဒီလူကအခု ကိုနဲ့တွေ့တဲ့အချိန်မှလည်းပေါ့နော်ကိုနဲ့ခဏရှင်တစ်ခုထိဖြစ်သွားမယ်ပြီးွားတဲ့အခါကျလို့ရှိရင်လည်းနော်နောက်ပိုင်းကျလို့ရှိရင်ပေါ့နော်ဒီလူမှာဘသူတွေရှိတယ်ဘသူတွေရှိတယ်ဆိုပြီးတော့ပေါ့နော်ကိုကအကယ်၍အတီတက်မန်းနေဆိုရင်ပြပြတာနော်ဒီလူမှာတက်ဆိုင်သူတွေရှိတယ်တို့ မဟုတ်ဘူးဒီလူကအာခနာရှင်တခုကိုတီတီတက်နဲ့မစင်စားဘူးသူ့မှာပေါ့နော်အဲ့လိုမျိုးအပျော်ပြတ်တည်းရှိရဲလို့ပေါ့နော် stable မဖြစ်တဲ့သူ့ရဲ့ပေါ့နော် stable မဖြစ်တဲ့အကျင့်နေပေါ့နော်နောက်ပြီးတော့အဲ့လိုပွေတက်ရှုပ်တက်တဲ့အကျင့်နေတို့စသဖြင့်အဲ့လိုအရာလေးတွေပေါ့နော်ဒီပြန်ကြားရခြင်းရှိတယ်နော်ကြားလာရခြင်းရှိတယ်အဲ့တော့ကြောင့် fine tool လေးတွေအနေနဲ့ကတော့ပေါ့နော်ဒီ connection မှာအာတိတ်ပြီးတော့ပေါ့နော် နောက်ပိုင်းမှာပေါ့နော်စိတ်ချမ်းမြေ့ရမယ့်ပုံစံမျိုးတော့တိတ်မမြင်ရဘူးဒါကြောင့်မလို့ပေါ့နော်ဖိုင်နူးလေးတွေအနေနဲ့ဒီလူနဲ့များအကယ်၍ပေါ့နော်ခနက်ရှင်တစ်ခုထိရောက်ခဲ့မယ်ဆိုရင်အမ်ပွဲလမ်းတစ်ခုမှာတွေ့လို့ပေါ့နော်။ဂျာကြီးတွဲကားလိုက်တဲ့သူလိုမျိုးပဲကိုလည်းပော့ပော့ပပလိုက်စတိုင်နဲ့သွားတာကပို့ပြီးတော့ကောင်းနေမယ်နော်။အဲ့လိုမဟုတ်ဘဲနဲ့ကိုဘက်ကနေပြီးတော့ပေါ့နော်။ဒါကို serious ဖြစ်ဖြစ်နဲ့တီတီတန်တန်စဉ်းစားမိတယ်ဆိုလို့ရှိရင်ဒါ နောက်ပိုင်းကြာလို့ရှိရင်ဒီအချိန်ကာလတစ်ခုပြီးသွားတဲ့အခါကြာလို့ရှိရင်ခုနပြောသလိုမျိုးပေါ့နော်သူ့ရဲ့လောက်ရကြောင်မို့လို့ကိုကအရန်ကိုအာစိတ်ဆင်းရဲရတာမျိုးပေါ့နော်ရက်တီလို့မရတဲ့အချိန်မျိုးဖြစ်တာမျိုးဖြစ်တတ်တယ်နော်အဲ့လိုပုံစံမျိုးဖြစ်တတ်တယ်တစ်ဖက်လူကကြတော့ပေါ့နော်ဒါ တကြံတွင်းမှာဖိုင်းတူးလေးတွေအတွက်လူဝင်ကိန်းတော်ရှိတယ်။ဒါပေမဲ့လို့တစ်ဖက်လူကဘလို့အခြေအနေမျိုးကြောင့်ဝင်လာတာမျိုးဖြစ်နိုင်လဲဆိုတော့အကယ်၍ပေါ့နော်။သူကသူ့ရဲ့ life မှာနော်သူ့ဟာသူ သူ့ဟာသူတောကရှိတယ်။သူ့ဟာသူပြဿနာလေးတွေရှိတယ်။ရှင်းစရာကိစ္စအရှုပ်ရှင်းလေးတွေရှိတယ်။အဲ့ဒါကိုသူကဒီလိုမျိုးယာတိအချိန်ခါတစ်ခု ပေါ်မှာပေါ့နော်အတုံးချပြီးတော့သူ့စိတ်ကိုသူပျော့အောင်ပေါ့နော်သူအဲ့လိုမျိုးနေလိုက်တဲ့သဘောမျိုးဖြစ်နိုင်တယ်နော်အဲ့တော့ဒီလိုယာတိပွဲတော့တခုအချိန်နေအချိန်ခါတခုမှာငါပေါ့နော်ဟိုဒီအချိန်နေလေးကိုဒီအချိန်ခါလေးကိုအတုံးချပြီးတော့ပေါ့နော်သူ့ရဲ့စိတ်ကိုလွတ်လပ်ပေါ့ပါအောင်ဆိုပြီးတော့ဒါဟိုအတုံးချလိုက်တဲ့ပုံစံမျိုးပေါ့နော်အတုံးချတယ်ဆိုတာကိုယ့် အသုံးချတာမဟုတ်ဘောဒီအချိန်ခါမှာ तू ကအဲ့လိုမျိုးပေါ့နော်သူ့အတွက်ပြောမယ်ဆိုလွတ်လန်းလိုအပ်နေတဲ့သဘောမျိုးပေါ့နော်လွတ်မြောက်ရလိုအပ်နေတဲ့သဘောမျိုး तू မှာအခက်ခဲရှိရင်ရှိမယ်နော်ခုနကလိုမျိုး तू life နဲ့ तू ပေါ့နော်ဖြည့်ရှင်းစရာတွေရှိကောင်းရှိမယ်နော်အဲ့လိုမျိုးတွေရှိနေတဲ့အချိန်မှာ तू မှာလွတ်မြောက်ရာထွက်ပေါက်တစ်ခု तू လိုအပ်နေတယ်အဲ့ဒီလွတ်မြောက်ရာထွက်ပေါက်တစ်ခုလိုအပ်နေတဲ့အချိန်นี่ အချိန်အခါကဘာနဲ့လာတိုးလဲဆိုရင်ဒီလိုယာသည်နော်ယာသည်ပွဲတော်ယာသည်ရဲ့အချိန်အခါနဲ့လာတိုးတယ်အဲ့ဒီခါမှာသူကပေါ့နော်ဒါကိုသူ့ရဲ့လွတ်မြောက်ရာအချိန်အခါတစ်ခုအဖြစ်တကားပေါက်တစ်ခုအဖြစ်သူခဏဒီတကားကိုဖွင့်ပြီးတော့သူဝင်လာလိမ့်မယ်နော်သူဝင်လာလိမ့်မယ်သူအရန်ကြီးစိတ်ပါလက်ပါနဲ့အာတက်ကြွလို့လည်းမဟုတ်ဘူးပေါ့နော်ခုနကပြောသလိုသူ့ရဲ့အဲ ခက်ခဲနေတဲ့အခြေအနေတစ်ခုသို့မဟုတ်အထီးကျန်နေတဲ့အခြေအနေတစ်ခုအဲ့ဒီအချိန်အခါကိုနော်သူ့အတွက်အဖို့ရဖို့အတွက်ပေါ့နော်သူခဏတာဒီတကားပါကို တကားဖွင့်ပြီးတော့ဝင်လာတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့ဒီမှာမြင်ရသလောက်ဆိုလို့ရှိရင်တော့သူကတော့ဒါခဏတာဝင်လာတဲ့သဘောမျိုးဖြစ်နိုင်ပေမဲ့ဖိုင်းတူးလေးတွေဘက်ကနေပြီးတော့တော့နော် သူနဲ့ပတ်သက်ပြီးတော့နည်းနည်း serious ဖြစ်သွားတဲ့ အခြေအနေမျိုးလေးတော့ဖြစ်တတ်တယ်ဆိုတာမျိုးတွေ့ရတာပေါ့နော်ဒါတော့ဖိုင်တူးလေးတွေကိုယ်တိုင်ကဖိုင် तू ကဘယ်လိုပြောစန့်ကျင်ဘက်လူနှစ်ယောက်လာတွေ့တဲ့သဘောမျိုးလို့လည်းမြင်ရတယ်နော် तू ကဘယ်လိုမျိုးလဲဆိုတော့ तू ကအတီတက်မရှိဘူးနော် तू ကအတီတက်မရှိဘူးဒီတိုင်းပဲသူ့အတွက်ပေါ့နော်ဖြောပြေးအဲ တခုအနေနဲ့ဒီရာသီဒီအချိန်ခါကိုသူအသုံးပြတာဖြစ်တယ်။ဒါပေမဲ့လို့ဖိုင်းနူးလေးတွေကကြတော့တီတီတန်းတန်းသမားတွေဖြစ်နိုင်တယ်နော်။တီတီတန်းတန်းသမားတွေဖြစ်နိုင်တယ်ဆိုတော့ကိုယ့်ရဲ့ live ထဲကိုဝင်လာတဲ့ဆိုရရပေါ့နော်။ဒီလူကိုကိုကတေး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 ချာချာပေါ့နော်။အချက်လက်တွေကိုယ့်ရဲ့ဟိုစီးမြင်စီးမြင်နေနေပေါ့နော်။ တစ်ချက်ချင်းတစ်ချက်ချင်းအဲ့လိုချိန်ထိုးပြီးတော့ပေါ့နော်ကိုကစဉ်းစားတယ်နော်အဲ့လိုမျိုးတွေစဉ်းစားတယ်ခေါင်းထဲတွေနှလုံးသားထဲတွေထည့်ပြီးတော့ပေါ့နော်အဲ့လိုသူ့ကိုအစဉ်ပြေအောင်ပေါင်းသင်းပေးတယ်ဆိုရယ်ပုံစံမျိုးတွေဖြစ်လာနိုင်တယ်ဒါပေမဲ့လို့ဒီအချိန်ကာလတစ်ခုကြုံလွန်သွားတဲ့အခါကြလို့ရှိရင်ဖိုင်းတူးလေးတွေရဲ့ပေါ့နော်အဲ့လိုမျိုးအလေးနက်ထားမှုတွေကတကယ်တမ်းကြတော့မလိုအပ်ဘူးဆိုတာဖိုင်းတူးလေးတွေပြန်ပြီးတော့သိလာရမယ် အာပုံစံမျိုးမြင်ရတယ်ပေါ့နော်အဲ့ခါကျတော့ကိုပါဖြစ်နိုင်လဲဆိုတော့ကိုပဲပေါ့နော်ဟိုစိတ်ညစ်ညူးရတယ်စိတ်ဆင်းရဲရတယ်ဆိုတော့အခြေအနေမျိုးဖြစ်နိုင်တယ်နော်အာတစ်ဖက်လူကကျတော့ပေါ့နော်ခုနလိုမျိုးသူကအစောကတည်းကသူက body pop ပြအခြေအနေစိတ်ခံစားချက်ရှိပြီးသားဖြစ်တဲ့အတွက် final လေးတွေရဲ့လေးနက်မှုကိုလည်းသူကတိတ်ပြီးတော့မခံစားတက် တတ်ခဲ့ဘူးပေါ့နော်မခံစားတတ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီအချိန်ကာလတစ်ခုကျော်လွန်သွားတဲ့အခါမှာသူ့ဘက်ကနေပြီးတော့ပေါ့နော်ဖိုင်တူးလေးတွေကိုဘလို့အရေးမွတ်တွေပြတတ်လဲဆိုတော့အဲတိတ်တတိမရဘူးနော်အဲ့လိုမျိုးပေါ့ဟိုပျောက်ချင်းမလားပျောက်သွားတယ်တို့အဲဆက်သွယ်လို့မရဘူးတို့နော် အပြောက်လိုက်ပေါ်လိုက်ဖြစ်နေတယ်လို့ပေါ့နော်အဲ့လိုပုံစံမျိုးအခြေအနေတွေကိုတွေ့ရတတ်တယ်။ဘာလို့လဲဆိုတော့တစ်ဖက်လူကတိတ်တတိမရတော့ဘူးနော်။တိတ်တတိမရတော့ဘူးဆိုတော့ပုံစံမျိုးပေါ့နော်။အဲ့လိုအခြေအနေချိန်ခါမျိုးဖြစ်တတ်တယ်နော်။အဲ့တော့အဲ့တော့ဖိုင်နူးလေးတွေပဲစိတ်ဘယ်လိုပြောမလဲနော်။ ကိုကိုရဲ့ဟိုတံမိုးထားမှုလင်းနဲ့ထားမှုတွေကပေါ့နော်ကိုကိုပြန်ပြီးတော့နှိပ်ဆက်တဲ့ပုံစံနှိပ်ဆက်ခံရတဲ့ပုံစံမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့ဖိုင်းနူးလေးတွေအနေနဲ့အာဒီကာလမှာလူတော့ဝင်ကင်းရှိတယ်ဒါပေမဲ့လို့အရန်ကြီးပေါ့နော် serious မထားတာက ပို့ပြီးတော့ကောင်းမယ်ဆိုတာမျိုးလေးတွေ့ထားပါတယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်း3လေးတွေရေးပြုတ်လေး your gaps တွေရော forward gaps တွေရော three or ones တွေရော four or ones တွေရောเนาะအဲ့တော့ findery လေးတွေရဲ့ energy ရတော့ဗောနော်အာအာ pine 1တွေလောက်တော့ဗောနော်အဲ့လောက်ထိအချိန်ဟုန်တော့မပြင်းဘူးဒါပေမဲ့လို့ findery လေးတွေအနေနဲ့ကလည်းเนาะဒီတကြံချိန်ခါမှာလေ findery လေးတွေကဘယ်လိုဖြစ်တတ်လဲဆိုတော့ဒီအချိန်ခါမှာအရန်ကိုဗောနော်လူတွေအမြင်မှာ အရန်ဆွဲဆောင်မှုရှိအရန်လှเนาะယောက်ျားလေးဆိုလဲအရန်ချောပေါ့เนาะအရန်ခတ်အရန်ချောအရန်တတ်ပေါ့အဲ့လိုပုံစံမျိုးဖြစ်နေတတ်တယ်အဲ့တော့ဟိုစမ်းပွက်မယ်လို့ပြောချင်တာပေါ့เนาะအတိတ်ပဲအရောအဲ့တော့ find three လေးတွေကိုဒီအာပတ်ဝန်းကျင်ကကြည့်လိုက်တယ်ဆိုလို့ရှင်ပေါ့เนาะအဲ့လိုမျိုးပေါ့ကိုကို အဲသဘောကျနေတဲ့သူတွေပေါ့နော်အဲ့လိုမျိုးများနေတတ်တယ်ဝိုင်းဝိုင်းလည်နေတတ်တဲ့အချိန်ခါတစ်ခုကိုပိုင်ဆိုင်ရတတ်တယ်နော်ဝိုင်းဝိုင်းလည်နေတယ်အဲ့တော့ဝိုင်းဝိုင်းလည်နေတဲ့အချိန်ခါတစ်ခုကိုပိုင်ဆိုင်ရတတ်တယ်ဆိုရင်ရော serious အနေနဲ့ရောမရှိဘူးလားဆိုတော့အဲ့ဒီဝိုင်းဝိုင်းလည်နေတဲ့သူတွေကိုယ်တိုင်ကိုက serious ရှိတာနော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင် fine three လေးတွေကကံကောင်းတဲ့သူတွေထဲမှာပါတယ်အကယ်၍ပေါ့နော်ကိုကို မျက်စိကြတာ2ယောက်ဆိုရင်လည်းအဲ့2ယောက်လုံးကပေါ့ပေါ့တန်တန်မဟုတ်ဘူးကို့ကိုမျက်စိကြတာ3ယောက်ဆိုလို့ရှိရင်လည်းအဲ့3ယောက်လုံးကပေါ့ပေါ့တန်တန်မဟုတ်ဘူးကို့ကိုမျက်စိကြတာ4ယောက်ဆိုလို့ရှိရင်လည်း4ယောက်လုံးကကို့ကိုပေါ့ပေါ့တန်တန်မဟုတ်ဘူးပေါ့နော်ဒီလိုမျိုးဟိုအပျော် အပြက်ပေါ့နော်အပျော်အပြက်ဒီတကြံချင်းကလေးတွဲကားဖို့လောက်အဲ့လိုမျိုးပေါ့နော်ခဏအာပေါ့နော်အဲ့လိုအတူတူ ရှိနေဖို့လောက်ခဏလေးစကားပြောဖို့လောက်ဒါကတော့တွဲကြတယ်မဟုတ်ဘောเนาะရီဒါနောက်တစ်ခုပြောချင်တာကဘာသာရေးအတွက်လည်းပြောရတာဗောเนาะအဲကဲတရားရေးရာရိတ်သားတွေဘာတွေတရားစကန်နေပါဝင်မဲ့သူတွေဆိုရင်လည်းအဲ့ဒီမှလည်းမတွေ့ဘူးလို့ပြောလို့မရအောင်เนาะရီဒါအခုခေါင်းစဉ်ကိုပြောရမယ်ဆိုလို့ရှင်ဒါအပြင်အပြောပါရေပြောတာမဟုတ်ဘူးဘာသာရေးစကန်တွေမှာလည်းကိုယ့်ရဲ့ဒီလိုမျိုးနဲ့တွေ့နိုင်တယ်เนาะเนาะအဲ့တော့တွေ့နိုင်တယ်တစ်ဖက်လူနဲ့တွေ့နိုင်တယ်အဲ့တော့ နောက်တစ်ခုပြောမယ်ဆိုလို့ရှင်ဘာလဲဆိုလို့ရှင် finery လေးတွေကနော်ဒါဒီကာလမှာပေါ့နော်တော်တော်လေးဝမ်းဝမ်းလည်နေတတ်တဲ့ပုံစံမျိုးတွေ့ရတယ်အကယ်၍ကိုသည်အပြင်မှာပေါ့နော်အပျော်အပျော်အရွှင်နဲ့နေမယ်ဆိုလို့ရှိရင်လေကိုကိုမျက်စိကျနေတဲ့သူတွေများတတ်တယ်လို့ဘာသာရေးဆိုင်ရာစကားနေမှာသွားပြီးတော့နေမယ်ဆိုလို့ရှိရင်လေအဲအဲ့ဒီမှာပေါ့နော်အဲ့လိုမျိုးကိုနဲ့ဝါသနာတူတို့နော်အတူတူပေါ့နော်စကားဝင်တဲ့သူတို့ပေါ့နော်အတူတူ ာသာရေးလုပ်တဲ့သူတွေလည်းရှိနိုင်တယ်အဲ့တော့ခုနကပြောသလိုပေါ့နော်ဒီလူတွေသည်ဟော finally လေးတွေကဒီလူတွေကိုပျော်ရွှင်စရာအခြေအနေမှာတွေ့တာမျိုးပဲဖြစ်ဖြစ်အေးချမ်းရာအရက်မှာတွေ့တာမျိုးပဲဖြစ်ဖြစ် pine to pine the relay တွေအပေါ်မှာသဘောကျတဲ့လူကမျက်စိကျတဲ့လူကပေါ့နော်နှစ်ယောက်ရှိရယ်ဆိုလို့ရှိရင်လည်းနှစ်ယောက်စလုံးကပေါ်ပေါ်ပြပြမဟုတ်ပဲအတီဖြစ်တတ်တယ်နော်ဟိုပြောရတယ်တတ်မှုထားတတ်မှုထားတဲ့သူမျိုးတွေဖြစ်တတ်တယ်သုံးယောက် ကိုယ်အနားမှာ၃ယောက်ရှိရပေါ့နော်ကိုယ့်ကိုကြည့်နေတာ၃ယောက်ရှိရဆိုလို့ရှိရင်လည်း၃ယောက်လုံးကအဲ့လိုမျိုးပေါ့နော်အဲသဘောကျတဲ့သူတွေကအတိအတတ်ဖြစ်တတ်တယ်နော်နောက်တစ်ခုကဘာလဲဆိုတော့ထူးဆန်းစွာပဲဒီအချိန်ကာလမှာပေါ့နော် Pinedry လေးတွေက Pinedry တော်တော်များများပေါ့နော်မမျော်လိမ့်မယ်နဲ့ရုတ်တရက်ပဲနော်ကိုယ့်ရဲ့ပေါ့နော် ရိုက်ပါဆန်ကိုလည်းတွေ့ရှိတတ်တယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲကိုကပေါ့နော်ဒါဆက်ဆချင်းမှာတော့ပေါ့နော်ဒါရုပ်တရက်တွေ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလူကိုကိုယ့်ရဲ့ရိုက်ပါဆန်လို့သိချင်မှာသိမယ်ဒါပေမဲ့ဒီလူနဲ့ပဲပေါ့နော် မပြတ်တော့ဘဲနဲ့ရေရေအထိအနာဂတ်သွားအနာဂတ်ထိပေါ့နော်အဲ့လိုပုံဖော်ပြီးတော့ဘဝကိုပုံဖော်ပြီးတော့သွားရတဲ့အခြေအနေတစ်ခုထိဖြစ်သွားနိုင်တယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေ့ထားတယ်ဘာလို့လဲဆိုတော့ကိုဒီလူဒီလူကတော့ဒီမှာအမြင်အသက်လောက်ဆိုလို့ရှိရင်တော့လူရင်းတော့တိတ်ပြီးတော့မဖြစ်မဖြစ်နိုင်ဘူးပေါ့နော်လူစိမ်းဖြစ်ဖို့ပို့ပြီးတော့များတယ်ပြီးွားတဲ့အခါကျတော့မြန်တယ်ပေါ့နော် live ထဲကိုပေါ့ပေါ့ပပနဲ့ပေါ့နော်အဲ့လိုမျိုးဝင်လာတဲ့ပုံစံကတော်တော်လေးမြန်မဲ့ပုံစံမျိုးရှိတယ် ယ်။ဘာလို့လဲဆိုတဲ့အခါကျတော့နော်ဒီခန္ဓာရှင်ကသူသူရောက်သူရောက်လာတာကမြန်တာပေါ့နော် သူရောက်လာတာမြန်တာအဲ့လိုပုံစံမျိုးနော်သူရောက်လာတာမြန်တယ်အဲ့တော့အာရောက်လာတယ်ဆိုရင်ပဲဒီလိုမျိုးအတီတန့်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကလည်းချက်ချင်းပေါ့နော်အော်ဒီလူနဲ့ဒါအတိတ်ကရေဆက်တွေရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရဲ့ အဲ right person မှန်းပေါ့နော်တတိထားမိရဲ့ပုံစံမျိုးလေးတွေဖြစ်နိုင်တယ်နော်အဲ့လိုပုံစံမျိုးအဲ့တော့ဒီလူနဲ့ကိုယ်နဲ့ကဝါသနာတူစိတ်တူအဲ့လိုပုံစံမျိုးလေးတွေဖြစ်နေမယ်စကားပြောဖြစ်တဲ့အခါမှာလဲပေါ့နော်အဲ့မှာ तू ဝါသနာပါတယ် तू ကဥမာခီးသွားတာဝါသနာပါတယ်ဆိုလို့ရှိရင်ကိုယ်လည်းခီးသွားရတာဝါသနာပါတယ်ပေါ့နော်အဲ့ तू ကပေါ့ဥမာ ကုံသွဲရေးရပါတော့အယောင်းဝင်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းလုပ်ရတာဝါသနာပါတယ်ဆိုလို့ရှိရင်ကိုကလည်းအဲ့လိုမျိုးအယောင်းဝင်နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ရတာဝါသနာပါတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအအပြန်လှန်ပေါ့နော်စိတ်ကူးညံလေးတွေအပြန်လှန်ဖလှယ်ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ထားတယ်ပေါ့နော်ဖလှယ်ဖြစ်တတ်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ထားတယ်အပြောမယ်ဆိုလို့ရှင်ဝါသနာတူပေါ့နော်အဓိကတော့ main point ကတော့ဝါသနာတူတွေ့တတ်တယ်ဆိုတာမျိုး အာတွေ့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အဲဥမာဘေးလူတွေအရာမှာပေါ့ဟဲ့သူတို့နှစ်ယောက်ပေါ့နော်တိတာတော့မကြသေးဘူးပေါ့နော်အဲပေါင်းသိဆက်ဆံကြီးကလိုက်ဖတ်လိုက်တာပေါ့နော်အဲနေနဲ့လားရွှေနဲ့များ ပုံစံမျိုးပေါ့နော်သူဝါသနာတူလိုက်တာ ဆိုပြီးတော့ပေါ့နော်စသဖြင့်အဲ့လိုမျိုးလေးတွေအဲအဲ့လိုမျိုးလေးတွေပေါ့နော်ပြောတာလေးတွေကြားရတတ်တယ်နော် ဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒီပေါ့နော်ဖိုင်ဒရီလေးတွေအနေနဲ့အတိတ်မှာပေါ့နော်ဟိုဟာရှိတယ် connection အဟောင်းတွေပါတယ်ရှိရယ်ဆိုလို့ရှိရင်ပေါ့နော်အကယ်၍ကိုယ်ပူလောင်စေတဲ့ connection အဟောင်းတွေရှိတယ်မပြတ်သေးတဲ့ connection အဟောင်းတွေရှိတယ်ဆိုလို့ရှိရင်ဒီကာလမှာเนาะဒီတကြံကာလမှာ connection အဟောင်းတွေက လုံးဝကိုပေါ့နော်ဝစ်ကြီး ကြည့်ဝကြွေးပေါ့နော်ကြည်သွားတယ်လို့မျိုးအကုန်လုံးပြီးပြတ်သွားမယ်ဆိုတော့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဒါအနာဂတ်ကိုထပ်ပြီးတော့ဆက်ပြီးတော့မပါလာတော့ဘူးပေါ့နော်ဒီချိန်မှာကို healing လုပ်မယ်ဆိုလို့ရှိရင်လည်း healing time က completed ဖြစ်သွားတာပေါ့နော် healing လုပ်နေတဲ့အချိန် healing cycle ကပြေဝသွားတယ်ဆိုတော့ပုံစံမျိုးပေါ့နော်ဒီတကြံကာလမှာအဲ့တော့အတိတ်မှာရေဆက်တွေရှိခဲ့တယ်အတိတ်မှာအတိတ်တုန်းကအဟောင်းတွေရှိခဲ့တယ်ဆိုလို့ရှိရင် အဲနှစ်တစ်ကိုပေါ့နော်မကူးခင်မှာသူတို့တွေက နှစ်ဟောင်းမှာပေါ့နော်ကိုယ့်ရဲ့အဲမကောင်းတဲ့ပေါ့နော်ဝေကျွေးတွေအဖြစ်နဲ့ကြံခဲ့ပြီးတော့ဒီ connection ကတန့်စင်သွားတာပေါ့နော်အလုံးပြီးသွားတတ်တယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့နှစ်တစ်မှာအဖန်ဒရီလေးတွေကလူသစ်စိတ်တဲ့ပေါ့နော်အဲဘဝကိုဆက်ပြီးတော့သွားဖြစ်လိမ့်မယ်နောက်ပြီးတော့ခုနလိုပေါ့နော်ကိုကိုတိုင်းလဲလူသစ်စိတ်တဲ့ပေါ့နော်ကိုယ့်ရဲ့ life ထဲကိုလည်း အဲ့လိုမျိုးပဲအချိန်ဟုန်ပြင်းပြင်းနဲ့လူသစ်စိတ်တင်ပေါ့နော်အဲ့လိုပုံစံမျိုးဝင်လာတတ်တယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့ဒီလူနဲ့ကတော့ပြောမဲ့ဆိုလို့ရှိရင်အမ်တွေ့လိုက်တာနဲ့ပေါ့နော်ဒီ find 3ရဲ့တော်တော်များများဆိုလို့ရှိရင်ဒါအသက်ရွယ်အရန် กว่าแม้ปုံสันမျိုးတော့မမြင်အောင်ဗောနော်အသက်ရွယ်မတိမ့်မရင်းနေပါဖြစ်တတ်တယ်အလာပိုင်းလေးပဲกว่าတာတို့ဗောနော်အလွန်ဆုံးတစ်နှစ်နှစ်နှစ်လောက်ပဲกว่าတာတို့ဗောနော်တငယ်ချင်းပေါင်းပေါင်းလို့ရတယ်ဗောနော်အဲ့လိုမျိုး connection တစ်ခုမျိုးဖြစ်လိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်ဗောနော်ပြောမယ်ဆိုလို့ရှင်ရေရှည်မှာလည်းနေနဲ့ငံနဲ့အဲတုံးနှုံးလို့ရတယ်ဗောနော် connection တစ်ခုကို တွေ့ရှိရမယ်ဆိုတော့ပုံစံမျိုးတွေ့ရတယ်เนาะအဲ့လိုပုံစံမျိုးတွေ့ရတယ်ဒါကပေါ့เนาะဒီ find three လေးတွေအနေနဲ့စတွေ့တဲ့အချိန်မှာပေါ့เนาะတိတ်ပြီးတော့ပေါ့เนาะကိုယ့်ရဲ့စိတ်ထဲမှာအဲဟိုဘာညာမဟုတ်ဘူးလို့ပေါ့เนาะစိတ်ထဲမှာတော့ထင်ထင်လိုက်မိတယ်ဒါပေမဲ့လို့ပေါ့เนาะအဲ့လိုနဲ့လုံးလေချာလဲနဲ့လိုက်ပြီးတော့ဗောနော်ဒါရေရှည်အနာဂတ်ထိပေါ့နော်ဒီလူနဲ့ခဏရှင်ကပြန်လဲပြီးတော့ပြုတ်ကွဲသွားခြင်းမရှိဘဲနဲ့ဟောလုံးဝဗောနော်ခိုင်မြဲသွားတဲ့ ဖောင်ဒေးရှင်းအိမ်ဖာအိမ်မာဖောင်ဒေးရှင်းတစ်ခုချတယ်လို့ပေါ့နော်လုံးဝခိုင်မြဲသွားတဲ့အာဆက်ဆံရေးတစ်ခုဖြစ်နိုင်နေเนาะရေနောက်ပိုင်းကြလို့ရှင်ပေါ့နော်ကိုကိုတိုင်ကပဲဒီလူကိုပေါ့နော်ကိုရဲ့တတ်ဆိုင်သူအဖြစ်နဲ့ကိုရဲ့ဟိုအပေါင်းအသင်းတငယ်ချင်းတွေကိုလည်းပေါ့နော်အဲ့လိုမျိုးမိတ်ဆက်ပေးရတဲ့အဆင့်အထိပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်လာတတ်တယ်အဲဆိုရာမျိုးလေးတွေ့ရတယ်အဲ့တော့အနာဂတ်မှာကတော့ဒါပျော်ရွှင်ရမယ့် နမိတ်မျိုးတွေ့ထားတယ်ပေါ့နော်ဒါဘာညာမဟုတ်ဘူးစတင်မိလိုက်တဲ့ခန္ဓာရှင်တစ်ခုကနေပြီးတော့ရေရှည်အတွက်အုံမြင့်ချလိုက်တယ်လို့မျိုးတည်မြဲသွားတယ်ပေါ့နော်ဖောင်ဒေးရှင်းတစ်ခုအနေနဲ့ရှေ့ဆက်ပြီးတော့ဆက်သွားဖြစ်တဲ့သူမျိုးတရားပေါ့နော်ဒါဒီကာလမှာတွေ့လာရဖို့ရှိတယ်ဆိုတာမျိုး တွေ့ထားပါတယ်နော် အဲဒီမှာမြင်ရသလားဆိုလို့ရှင်ပေါ့နော်တချို့တွေဆိုလို့ရှင်ဒီလူကပေါ့နော်အကယ်၍ relationship တစ်ခုဆိုလို့ရှင်လည်းအဲ relationship တစ်ခုကိုတိဆောက်ဖို့အတွက်ပေါ့နော်သူကိုယ်တိုင်လည်းပေါ့နော်အဲ့လိုမျိုး lonely ဖြစ်ပြီးတော့နည်းနည်းလေးပေါ့နော် အချိန်တော်တော်ကြာအချိန်ယူပြီးတော့ relationship တစ်ခုတိဆောက်ဖို့အတွက်တချို့ကစောင့်မျှော်နေတဲ့သူတို့ plan ချနေတဲ့သူတို့စီစဉ်နေတဲ့သူတို့အဲ့လိုလိုမျိုးတွေအဲ့လိုလိုမျိုးလည်းဖြစ်နိုင်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော် အဲ့လိုလူမျိုးဖြစ်နိုင်တယ်သူကိုယ်တိုင်ဟိုကပေါ့နော် relationship တိုက်တဲ့တခုကိုဟောအလွယ်တကူအာမဖန်ဆင်းခြင်းပဲနဲ့ပေါ့နော် အလွယ်တကူမဝင်ခြင်းပဲနဲ့တည်တည်ချက်ချပေါ့နော်အဲ့လိုအချိန်ယူပြီးတော့အစီအစဉ်ဆွဲပြီးတော့စဉ်းစားဆုံးဖြတ်ပြီးတော့မှာပေါ့နော်ဒီလိုမျိုးစောင့်တည်ခြင်းနဲ့အတွက်ကြောင့်မလို့နည်းနည်းအချိန်တော်တော်ကြာအချိန်ယူထားတဲ့သူမျိုးတယောက်လည်းဖြစ်နိုင်တယ်ဆိုတာမျိုးတွေ့ရပါတယ် ဒါကြောင့်မလို့တနည်းအားဖြင့်ပေါ့နော်ဒီမှာဘလို့ခန်းစားရလဲဆိုလို့ရှိရင် သူကိုစီကိုလာတဲ့လမ်းอ่ะပေါ့နော်နည်းနည်းလှမ်းနေတယ်ဆိုတော့ပုံစံမျိုးခံစားရတာပေါ့နည်းနည်းလှမ်းနေတယ်ဆိုတော့အဝေးရနေလာတဲ့ပုံစံမျိုးပေါ့နော်သူကိုယ်တိုင်ကလည်းဥမာအော်ဖျားတွေဘာတွေရောက်လို့ရှင်လဲပေါ့နော်အဲအဲ့လိုမျိုးတည်ငြိမ်တဲ့ relationship တစ်ခုပေးပါဘာညာဆိုပြီးတော့ပေါ့နော်စုမုံကောင်းနေပါတွေတောင်းပြီးတော့စုတောင်းနေတယ်စုတောင်းနေစုတောင်းနေဆိုတော့တခြင်းလို့ပေါ့နော်အဲ့လိုစုတောင်းနေတဲ့သူမျိုးလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့မှာသူသူကလည်းကိုယ့်ရဲ့ကိုနဲ့တွေ့တဲ့အချိန်မှာပေါ့နော်အော်ငါ ပေါ့နော်ဒီလိုတည်မြဲတဲ့ relationship တခုငါလိုချင်နေခဲ့တာအခုတော့တွေ့ပြီဆိုတော့ပုံစံမျိုးပေါ့နော်သူ့ရဲ့စိတ်ထဲမှာအာခံစားသွားရစီတဲ့စိတ်ခံစားချက်မျိုးပေါ့နော်ကိုကဖြစ်စေတဲ့သူမျိုးပေါ့အဲ့လိုပုံစံမျိုး သူ့ဘက်ကနေခံစားသွားလို့လည်းဖြစ်နိုင်တယ်ဆိုတာမျိုးဒီမှာတွေ့ထားပါတယ်နော်ဒါဆိုရင်ဒါဖိုင်3လေးတွေအတွက်ဖြစ်ပါတယ်။ဖိုင်3ခုလည်းအဖြစ်ကိုဖတ်ပေးပြီးသားပါပြီ။အလုံးမစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းပန်လိုက်ပါတယ်။